အဲ့ဒီလှုပ်ရှားမှုတွေမှာပါတဲ့သူတွေကိုလက်ရှိလက်ရှိကျွန်တော်တို့ဒီလုံခြုံတပ်ဖွဲ့ဝင်တွေကဖမ်းမဲ့အရေးယူမယ်တိတိယောက်လုံမယ်လာမဲ့ဇွန်လ16ရက်နေ့ဆိုရင်အမေစုမွေးနေ့ရောက်ပြီဖြစ်ပါတယ်မေစုသားကိုထိန်လင်းဦးဆောင်ပြီးဆူတောင်းဗီဒီယို8000နဲ့ကပတ်ကင်းနဲ့မှတ်တမ်းဝင်ဖို့လဲစူးစမ်းနေကြပါတယ်။အခုဆိုရင်8000ပြည့်တော့မှဖြစ်ပါတယ်။ဒီလိုမင်္ဂလာရှိတဲ့အချိန်မှာ ဘဝစတိုင်းလူပြန်မဖြစ်မဲ့စစ်ပနအောက်ကဘောမတတိုက်ကတော့မွေးနေ့ဆူတောင်းသူတွေကိုဖမ်းဆီးဖို့ကြိုးစားနေကြပါတယ်။ Telegram Channel အသီးသီးကမွေးနေ့ဆူတောင်းပေးသူတွေကိုဖမ်းဆီးမယ်ဆိုပြီးရှိန်ရှောက်နေကြပါတယ်။အရှောက်မှကျွန်စိုးဦးကလည်းမွေးနေ့ဆူတောင်းသူတွေဖမ်းဆီးခံရမှာဖြစ်ကြောင်းအရှက်မဲ့စွာအခုလိုပဲရှိန်ရှောက်နေတာကို တွေ့ရပါတယ်။ကျွန်တော်အရင်တခါလိုအရင်တော့လိုဟလာဟိုမိတယ်မိပြီးွားရင်နောက်ပိုင်းပြန်လွတ်တယ်အဲ့လိုမလုပ်ထီထီရောက်လုံးပါ လူငယ်လည်းမြော့အောင်နေနဲ့အနည်းဆုံးတော့ဒီထောင်ထဲမှာတော့နှစ်နှစ်သုံးနှစ်တော့ကြာမှာပဲနှစ်နှစ်သုံးနှစ်ကြာမှာပဲအဲ့လုံရရင်လုတ်ပေါ့ဗျာနောက်အကြံဘက်အုပ်စုတွေကတော့ပြပပါရှိတယ်ဒီအကြံဘက်အုပ်စုတွေကတော့ဒီဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ပန်းသပိန်နဲ့အင်ကြီးအပြလှူရှားမှုတွေမှာပါဝင်ဖို့ဆိုပြီးတော့ဒီပြည်တွင်းကလူလှုပ်ဆော်တယ်အဲ့တော့သူကဈေးအောင်ရင်လည်းပန်းလေးပတ်ပြီးဈေးအောင်ဖို့အပြင်သွားတဲ့ခါကျရင်လည်းပန်းလေးပတ်ပြီးတော့အပြင်သွားကြဖို့အပြီးသွားရင်အကိုကပန်းပန်လေဆိုရင်လည်းပဲအဲ့ဒီပန်းကိုကျွန်တော်တို့ Facebook မှာတင်ပြီး Facebook မှာ TikTok မှာ social media မှာတင်ပေးဖို့လှုပ်ဆောင်နေတယ် နောက်ဆုံးပြဘလောက်ဆိုးလာလဲဆိုတော့ဖះပါသူတို့ကဟိုခူတုံးလုပ်တယ်ပေါ့လေဖះပါသူတို့နိုင်ငံကြီးကခူတုံးလုပ်တာတွေတွေ့ရတယ်အဲ့ဒါပါလဲဆိုတော့ဒီဖះဖះမှာဒီပန်းနေကတ်တယ်ဆိုရင်လည်းပဲအဲ့ဒါကိုကျွန်တော်တို့ဒီတပ်ပုံရိုက်ပြီးတော့ Facebook တင်ပေးဖို့ TikTok တင်ပေးဖို့ Social Media မှာတင်ဖို့ဆိုတကလှုံ့ဆော်နေတယ်တော်တော်ဆိုးတာပေါ့ဗျာတော်တော်ဆိုးတယ်အဲ့တော့အဲ့ဒီအခြေအနေတွေရှိတယ်အဲ့တော့သူတို့ရဲ့လှုပ်ရှားမှုကဇွန်လ14ရက်နေ့ကနေပြီးတော့ဇွန်လ21ရက်နေ့ထိလို့ဆိုပါတယ်တနည်းအားဖြင့်ကျွန်တော်ရှေ့ရတာကာလအတွင်းမှာရှေ့တာကာလအတွင်းမှာလှုပ်ရှားကြဖို့ တို့ရဲ့ဒီအတ္တမထရက်က၈ရက်၈ရက်တာမှလှုပ်ရှားပြီးကြဖို့တို့တို့လှုပ်ဆော့ပါတယ်အဲ့ဒီမှာကျွန်တော်တို့အင်ဂျီအပြာကအင်ဂျီအပြာဆိုရဲသူအတိတ်ဘက်ကဒီနိုင်ငံချင်းသားတွေလွတ်မြောက်ရေးအတွက်ဆိုပြီးတော့တို့ရွေးပါတယ်တဲ့အဲ့မှာကျွန်တော်တို့ဒီ၈ရက်တွင်မှာပစိုးပြဝေးပေးပါဘောင်းမီအပြာအုတ်ထုပ်အပြာစသဖြင့်အပြာနဲ့ပတ်သက်တဲ့အမတ်သားတွေဝတ်ဆင်ပေးပါတဲ့နောက်တစ်ခုကတော့ပန်းသပိတ်ပန်းသပိတ်ကတော့ကျွန်တော်တို့ပန်းနီအပန်းနီပန်းနီဖြစ်ရမယ်အဲ့ဒီပန်းနီကိုခင်ဗျားတို့ပန်းပန်ရမယ် online မှာတင်ရမယ် TikTok တင်ရမယ် ပြေကျလူဖုကွဲတွေပါတရမယ်နောက်ဆုံးပြဖះမှာပန်းကဲအင်းလည်းပဲပန်းဒီကပ်ပေးပါပန်းဒီကပ်ပြီးတော့အဲ့လောက်ဒီတိုင်းမထားပါနဲ့ TikTok တင်ပေးပါ Facebook တင်ပေးပါ Social Media မှာတင်ပေးပါဆိုလှုပ်ဆောင်နေတယ်သူတို့ရဲ့ဒီတပိတ်စတာပေါ့ဗျသူတို့ရဲ့တပိတ်စတာကကျွန်တော်ဇွန်လ16ရက်နေ့စတယ်ဒီနေ့ဆိုပဲကျွန်တော်တို့ဇွန်လ18ရက်နေ့ဖြစ်သွားပြီဒီအချိန်နဲ့ပတ်သက်ပြီးတော့ဒီပြည်တွင်းမှာရှိတဲ့သူတွေလှုပ်ရှားတာကိုဝင်ရောက်ပါဝင်တာတော့လုံးဝမတွေ့ရသေးဘူးကျွန်တော်တို့ကလည်းစောင့်ကြည့်နေဗသူတွေဗသူတွေလုံလေဗဗသူတွေလုံနေကြလေဗကြည့်ချင်းသိချင်တာဗောလက်ရှိတော့ကျွန်တော်တို့ဒီဒီဆိုရှယ်မီဒီယာမှာအဲ့ဒီလိုမျိုးကျွန်တော်တို့ ပါဝင်တဲ့လူမရှိဘူးမတွေ့သေးဘူးမတွေ့သေးဘူး Facebook မှာလည်းမတွေ့ဘူး TikTok မှာလည်းမတွေ့ဘူးကျွန်တော်တွေ့ရတာဘယ်နေရာမှာတွေ့ရလဲဆိုပြည်ပမှာရှိတဲ့လူတစုပေါ့ဗျာလူအုပ်စုလေးတိတိလေးတစုရှိမယ်ပြီးကျွန်တော်တို့လက်နက်ไก่စစ်သွေးကြောက်အဖွဲ့တွေစစ်သွေးကြောက်အုပ်စုတွေရှိမယ်ဒီနှစ်ဖွဲ့နဲ့ပြီးဒီစစ်သွေးကြောက်အုပ်စုတွေထိချုပ်ရနေရာမှာရှိတဲ့အချို့ပေါ့ဗျာအဲအချို့ကတော့ဒီလှုပ်ရှားမှုတွေမှာပါတယ်ကျန်တဲ့ခင်ဗျာမန်းလေးမှာရှိတဲ့လူတွေမပါဘူး ရန်ကုန်မှာရှိတဲ့လူတွေမပါဘူး။မုံရွာမှာရှိတဲ့လူတွေမပါဘူး။မုံမီနယ်မှာရှိတဲ့လူတွေမပါဘူး။ဖမ်းမှာရှိတဲ့လူတွေမပါဘူး။ပြည်ချင်းမှာရှိတဲ့လူတွေမပါဘူး။တနည်းအားဖြင့်ကျတော့မြို့ကြီးတွေမှာနေထိုင်တဲ့လူတွေမပါဘူး။ခမစစ်ဆေးကြည့်ပါရန်ကုန်မြို့မှာလူကြီးတွေကများအတန်းနဲ့ကြီးကြီးတယ်။တရားဥတော်ထွက်မလာဘူး။ရန်ကုန်မြို့မှာလူကြီးတွေကများတန်းအဝါလောက်ရှိတယ်။ဆယ်တန်းပတ်လည်လောက်ရှိတယ်။ဆယ်တန်းပတ်လည်မှာကျတော့တရားဥတော်ထွက်မလာဘူး။တရားဥတော်ထွက်မလာဘူး။ပြည်ချင်းကများမန္တလေးမှာလည်းတရားဥတော်ထွက်မလာဘူး။လက်ရှိအွန်လိုင်းမှာတော့မတွေ့သေးဘူး။မတွေ့သေးဘူး။ ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအကြမ်းဖက်တရလှုပ်ရှားမှုတွေမှာပေါဝင်တဲ့လူတွေမတွေ့သေးဘူး14 15 16 16 4ရက်ပေါ့ဗျာဒီ4ရက်ထဲမှာကျွန်တော်တို့မတွေ့သေးဘူးသူ14ရက်နေစားတော့14ဆိုတော့14 15 16 16ဒီ4ရက်ထဲမှာကျွန်တော်တယောက်မတွေ့သေးဘူးတကယ်တော့ဒီနှစ်အမေစုမွေးနေ့ဟာလုံခြုံရေးနဲ့ဤပညာအရာပိုပြီးအသိမြင့်သွားတာကိုစစ်တပ်အောက်ဆွဲကျုံစိုးဥတို့မသိနိုင်ပါဘူးမေဆုမွေးနေ့ပါဝင်သူတွေဟာအခုဆိုရင်လူဦးရေ၈000ပြည့်တော့မှာဖြစ်ပြီ ကမ္ဘာဂင်းနဲ့ record ဝင်တော့မှာလည်းဖြစ်ပါတယ်အဲ့တော့အဲ့ဓာတွေလုံမယ်ခင်ဗျာအဲ့ဓာတွေခင်ဗျားတို့တိလို့ပဲလုံလို့မတိလို့ပဲလုံလို့ဟိုဖမ်းစည်းမိဆိုဖမ်းအဖမ်းခံပြီဆိုအာသမီးမတိလို့ပါတားမတိလို့ပါမရဘူးတားမတိဘူးသမီးရမတိဘူးသမီးရမမြင်ပါဘူးသူတို့ online မှာဓာတ်လေးလုံဆိုလို့သမီးရပါဝင်သွားတယ်မရဘူးအဲ့ဓာကကျွန်တော်တို့အကြမ်းဖက်မှုအကြမ်းဖက်သမားတို့အားပေးအားမြောက်ပြုရာရောက်တယ်အဲ့တော့အကြမ်းဖက်ဥပဒေနဲ့အေးအေးရခံမှာအေးအေးရခံမှာကျွန်တော်တရားစစ်သား လုံရရင်လည်းလုံခင်ဗျားဒါခင်ဗျားတို့ပြောတာကျုပ်တို့လည်းမဟုတ်ဘူးခင်ဗျားလုံရရင်လုံပန်းသိပ်ပန်းသိပ်ဓမ္မပါဝင်ခြင်းသဘောဆိုလည်းပါဝင်ပါဝင်လို့ရတယ်အဲ့ဒါကခင်ဗျားအကြဖတ်အားပေးတာပဲအကြဖတ်ဓမ္မနဲ့လှုပ်ဆော်တယ်အကြဖတ်ဓမ္မနဲ့လှုပ်ဆော်မှုကိုခင်ဗျားတို့ကဝင်ပြီးတော့ဒီပုံမှာသူတို့ခိုင်းတဲ့တိုင်လှုပ်တယ်ဆိုရင်ခင်ဗျားတို့အကြဖတ်ဒီကိုခင်ဗျားတို့အားပေးအားမြောက်ပြုရလဲရောက်တယ်အကြဖတ်ဓမ္မနဲ့အားပေးကူညီရလဲရောက်တယ်အဲ့တော့ဒါကဒီအကြဖတ်မှုဥပဒေနဲ့လည်းမြောက်တယ်နောက်တစ်ခါမှာခင်ဗျားတို့ဒီအကြဖတ်မှုနဲ့ဆိုင်တဲ့ဥပဒေနဲ့ခင်ဗျားတို့အရေးကြီးတရားအရေးယူချက်ခံရမှာ တော့တေချာတာကရန်ကုန်မှာရှိရလို့ဆိုရင်ဒါတေချာတာကကျွန်တော်တို့အေးစိန်ထောင်ရောက်မယ်မန္တလေးမှာရှိရလို့ဆိုရင်အိုးဘူထောင်ရောက်မယ်အိုးဘူထောင်ရောက်မယ်အဲ့တော့ကျန်တဲ့နေရာဆိုလဲသူ့ရဲ့ဒီနီးစက်အထောင်တွေရောက်မှာပေါ့ဗျာခင်ဗျားတို့အဲ့ဒီကိုသွားနေခြင်းနဲ့ဆိုလဲနေဖျားဖူးတာမှာခင်ဗျားတို့ဒီရန်ကုန်နဲ့ကြိုက်တိုးမှာနှစ်ညကြီးသုံးရက်ခီးပြီးပါရှိသေးတယ်ဗုဒ္ဓဂါရဆိုခင်ဗျား55လောက်ဆိုတော်တော်လေးနှံ့သွားပြီဗုဒ္ဓဂါရတော့ဖူးရင်ဟိုမှာခင်ဗျားနှစ်နဲ့ချီပြီးတော့အေးစိန်ထောင်တွေမှာနေရမှာတော့မတူဘူးခင်ဗျားတို့လုံရဲရင်လည်းလုံတော့အဲ့လိုအခြေအနေရှိတယ်အဲ့တော့အချမ်းမအုပ်စုတွေကတော့ ဒေါ်ဆန်းသူကြီးရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ဆိုပြီးတော့ဒါပန်းတပိတ်ဒီလှုပ်ရှားမှုတွေမှာပါဝင်ဖို့အင်ကြီးပြလှုပ်ရှားမှုတွေမှာပါဝင်ဖို့လှုပ်ဆောင်နေတယ်။ဒါကြောင့်လောက်တဲ့ဆိုရင်ဒါကအကြမ်းဖက်ကိုအားပေးအကြမ်းဖက်မှုအကြမ်းဖက်တွေကိုအားပေးအားမြောက်ပြုရရောက်တယ်။အကြမ်းမှုဥပဒေနဲ့ခင်ဗျားတို့တရားစွဲခန်းနိုင်တယ်။မိသွားပြီဆိုရင်ခင်ဗျားတို့ဖမ်းဆီးခံရပြီဆိုရင်ဟာတာမသိလို့တမီးရမသိဘူးလေ။တမီးရဒီဥပဒေမသိဘူး။တမီးရလည်းဒါလေးတို့တို့တမီးကဒါလေးလုတ်လိုက်တယ်မရပါဘူးမရပါဘူးမရပါဘူးကျွန်တော်ဈေးစစ်လို့လည်းမရပါဘူးဥဒီမှာခင်ဗျားသွားပြီးဈေးစစ်လို့လည်းမရဘူးတရားရုံးသွားပြီးဈေးစစ်လို့လည်းမရဘူး လုံချိုးတော့ဖုန်းနဲ့သွားဈေးဆွလို့မရဘူး။တမီးကမသိလို့၊ဒါကမသိလို့၊မသိလို့လုံးမိတာပါမရပါဘူး။ဒါကြောင့်ခင်ဗျားတို့အစီအញမို့ပါ။စီအញမို့ပါ။ဘာကြောင့်ဆိုတော့တစ်ဖက်ကလည်းဒီလှုပ်ရှားမှုတွေမှာပါဝင်ဖို့တစ်ဖက်ကလည်းကျွန်တော်တို့ဒီလှုပ်ဆောင်နေတာတွေ့ရတယ်။ဒီနေရာမှာကျွန်တော်တို့မသိနားမလဲပဲနဲ့ပါဝင်သွားရင်ခံရမှာကမိမိပါ။ထောင်စာလာတွေ့ရမှာခင်ဗျားရဲ့မိသားစုကထောင်စာလာတွေ့ရမှာ။ဒီပြည်ပေါ်မှာရှိနေအုပ်စုတွေကခင်ဗျားကိုလာပြီးထောင်စာလည်းလာမတွေ့ဘူး။ နော်အင်းစိန်ထောင်လာပြီးတော့ရော့မင်းပန်းစိုးရီမှာပါတော့မင်းအတွက်ကြက်သိန်း900ပေးတယ်မပအောင်တော့မရအောင်တော့ခင်ဗျားတို့ကြက်သိန်းကားလည်းရမှာမဟုတ်ဘူးခင်ဗျားတို့ထောင်ဝင်စားလာတွေ့မှာမဟုတ်ဘူးနောက်မှခံရမှာခင်ဗျားတို့ရဲ့မိဘတွေတာသမီတွေမိသားစုတွေခံရမှာတရက်တရက်ခင်ဗျားထောင်ဝင်စားလာပို့ရတဲ့ဒုက္ခသေးတာမဟုတ်ဘူးစီဝါကြီးလည်းပြက်တယ်လူမှုကြီးလည်းပြက်တယ်နောက်ဆိုပညာကြီးလည်းပြက်တယ်အလုပ်ကိုင်းလည်းပြက်တယ်အားလုံးပြက်တာထောင်ထဲမှာခင်ဗျားတို့အတွက်ဘာမှခင်ဗျားသင်ပေးလိုက်တာဘာမှမရှိဘူးထောင်ကခင်ဗျားဟိုဘွယ်လဲပေးတာမဟုတ်ဘူးဘွယ်လဲဘွယ်လဲပေးတာမဟုတ်ဘူးခင်ဗျားတို့ ဒီပလိုမာလည်းပေးတာမဟုတ်ဘူးထောင်ဝထောင်ပဲဗျ။အဲ့တော့ဒါကြောင့်ကျွန်တော်တို့ကဒီပန်းသပိတ်တန်းမှာမတိလိုပဲဖြစ်ဖြစ်တိလိုပဲဖြစ်ဖြစ်မပါဝင်ကြဖို့အတွက်ကျွန်တော်ကဒီတင်ပြပေးတာဖြစ်ပါတယ်။ဒါမှမဟုတ်ခင်ဗျားတို့လုံရဲဆိုလုံပေါ့ဗျဒါပဲရှိတာပဲ။လုံရင်တော့ခံရမှာပေါ့။ခံရမှာခင်ဗျားတို့လုံချင်လဲဆိုရင်လည်းပဲဒီမှာသွားမလုံနဲ့ဟုတ်ပဲ။အမှရှမ်းမြောက်ဒေသတို့ကသွားလို့အဲဒါဆိုတော့ရတယ်။ဒါဆိုတော့ရတယ်။အဲရပြီဆိုတော့ခင်ဗျားဒီပြင်းတို့ဒီဘက်ကိုခင်ဗျားပြောင်းဝင်လာဖို့တော့မကြိုးစားနဲ့။အမှုကခင်ဗျားဖွင့်လာပြီဆွေးရလို့မရှိဘူး။အဲလိုတော့ရှိတယ်။ဒါခင်ဗျားလုံရင်လည်းဆက်လုပ်ကြပါဗျာ။မလုံရင်လည်းမလုပ်ကြနဲ့။ ်ဒါကကျွန်တော်ပြစ်မှုနဲ့ပြစ်ဒဏ်နဲ့ခင်ဗျားတို့ရဲ့ဒီကွင်းဆက်ကွင်းဆက်တွေကိုမျိုးလုံးနဲ့မျိုးအောင်ကျွန်တော်တင်ပြပေးတာ Happy birthday ပါအမေစုအမေနေကောင်းပါစေအမေနဲ့အတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးလွတ်မြောက်ပါစေ